အမှုကတော့အားလုံးငြိမ်းချမ်းချမ်းနဲ့အောင်မြင်ဖို့ဖြစ်သွားပါပြီ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သားတွေကဒီနေ့အဖြစ်မှန်ကို အားလုံးပြောလိုက်တဲ့အတွေ့ကျွန်တော်အားလုံးကိုမင်္ဂလာပါလို့ပြောရင်းနဲ့ကျွန်တော်နှုတ်ခွန်းဆက်သပါတယ်။ထိုင်းနိုင်ငံကဘရင်မြင့်မတ်ကြီးနဲ့တကွထိုင်းနိုင်ငံသူနိုင်ငံသားများတရားလွှတ်တော်ရှေ့နေများ နောက်ပြီးတော့အမှုမှာပါဝင်ဆောင်ရွက်နေကြသောသူများကိုလည်းကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်။ အမှန်တရားကို ဖော်ထုတ်ပေးပါလို့ကျွန်တော်ဂါရဝပြုတောင်းဆိုပါတယ်ကျွန်တော်သားကလည်း तू မဟုတ်ကြောင်း तू ကိုငြိမ်းမနှိပ်စက်လို့ तू တို့ဝန်ခံရပါတယ်ဆိုကြောင်းကိုကျွန်တော်တို့ပြောလိုက်လို့ကျွန်တော်တို့ဒီနေ့ပျော်ပါတယ်ခင်ဗျာပျော်ပါတယ်အကေအကေရှင်းနေဆိုတော့တပြက်အောင်ပြပြပေါ်ရဒီနေ့ ပေါ့နော်ပြည်စုံကျဲဘယ်တော့ထိအောင်တည်ရမှုအများကြီးရှိပါတယ်အာဒီနေ့ဟာတော့အဲထူးခြားချက်တစ်ခုလို့ဆိုဆိုရင်မှတ်ပါတယ်ဘာဖြစ်လို့ဆိုတော့အခုသွားတွေ့တဲ့ခါမှာဒီတန်ယုံတာဝန်ပေးတဲ့အဖွဲ့တွေဒီအများရှိနေများရှိမှာကလေးတွေကိုယ်တိုင်ကဒီပြစ်မှုနဲ့ပတ်သက်လို့သူတို့ကျွလွန်ခြင်းမရှိဘူးချိန်ကြောက်ပြီးတော့ထိတ်ဆက်လို့ကျွလွန်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့အများရှိမှာထွက်ဆိုထားပါတယ်ဒါကိုလည်းကျွန်တော်တို့တက်ဆိုင်ရာရှင်းနေမှာကောင်စီကတဆင့်ကျွန်တော်တို့စာရီတင်သွားဖို့အခုစစ်စစ်ပြတာခင်ဗျ